မင်္ဂလာပါအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့တန်ဖိုးထားမခံရခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်လူသားတိုင်းလူသားတိုင်းကတဝူးနဲ့တဝူးမိခိုးပြီးတော့နေကြတယ်ဒါကြောင့်ကျွန်းကင်မိကင်ကျွန်းမိဖြစ်နေကြတယ်သူ့ခြေစူးကိုခြေစူးအပြန်အလှန်ရှိနေကြတယ်ဆရာနဲ့တပည့်ဆိုရင်တော့မှဆရာတင်တဲ့စာကိုတပည့်က ခြေပြွန်စွာလိုက်လံလေလာသင်ယူပြီးတော့တပည့်တွေစာတက်ဖို့လဲဇရာကစေတနာထားပြီးတော့သင်ကြပေးတယ်မိဘနဲ့သားသမီးမှာဆိုရလဲမိဘကသွန်သင်ဆုံးမှပြုပြုစုတိုးထောင်ပေးတဲ့အခါသားသမီးကလည်းမိဘစေတနာအတိုင်းမိဘစိတ်ချမ်းသာဖို့အတွက်ပြုမှုပြောဆိုနေထိုင်ပြီးမိဘကြတော့လည်းပဲသားသမီးတွေအတွက်အားကိုးအားထားရဖြစ်အောင်လို့ အမမဖြစ်အောင်လို့မေတ္တာတွေထားပေးကြရင်ဖြင့်အပြန်အလှန်စေတနာများမေတ္တာများဖြင့်ဆောင်လျှောက်ကြကျေစုပြုကြတဲ့လူပေါင်းလောကဖြစ်တယ်။အဲဒီလိုမျိုးနေထိုင်ကြတဲ့လူပေါင်းလောကမှာမင်္ဂလာတွေသာထွန်းကားတယ်။မေတ္တာတရားထွန်းကားတဲ့နေပင်မှာအန္တရာယ်ကင်းကြတယ်။အေးချမ်းကြတယ်။ပျော်ရွှင်ကြတယ်။သို့တော်ဖြစ်တတ်တာကဆရာက စေတနာထားတဲ့အခါမှာအဲ့ဒီစေတနာကိုနားမလည်နိုင်ပဲနဲ့စော်သားသွားတတ်တာမျိုးနောက်တပံတပည့်လှုပ်တဲ့သူကဆရာပေါ်မှာအနွန်တာခံပေးတော်ညာလဲဆရာကမတိကျိုးကြုံပြုတ်ပြီးတော့ကိုယ့်အပေါ်မှာအတိမတ်မပြူပဲတပားသူကိုသာအာယုံဆိုင်ညနာတာပေးနေတာမျိုးမိဘနဲ့သားသမီးမှလည်းဒီအတိုင်းပဲမိဘအနစ်နာခံနေရတယ်တော့ဒီကို နားမလည်ပဲနဲ့ကိုရဖို့အတွက်တာစိတ်ထဲမှာထားပြီးတော့အတ္တကြီးတဲ့သာသမီဖြစ်တဲ့အခါရှိနေတဲ့အခါမိဘတို့ကသူတို့ရဲ့မေတ္တာတွေသူတို့ရဲ့စေရနာတွေတန်ဖိုးတာမခံရတဲ့ဘဝကိုရောက်ကြတချို့မိသားစုမှာကြတော့သာသမီကအနစ်နာခံတယ်အဲ့ဒီအနစ်နာခံတဲ့သာသမီကိုအတိမတ်ပြုမခံရဘဲနဲ့အနစ်နာမခံတဲ့သာသမီကိုမိဘကပို့ပြီးတော့ ကြာနေတာမျိုးဂျုံတဲ့အခါမှာအနစ်နာခံတဲ့သားသမီးကသူတန်ဖိုးထားမခံရတဲ့အတွက်ကြောင့်စိတ်ထိခိုက်ရတယ်။အဲ့ဒီလိုပဲလောကမှာဒီနံပါတ်1အရာကကောင်းပေမဲ့နံပါတ်2ကလိုက်ကောင်းခြင်းမှာကောင်းတာနံပါတ်2လူကကောင်းနေပေမဲ့လည်းနံပါတ်1လူကလိုက်ကောင်းခြင်းမှာကောင်းတာနံပါတ်1ပုဂ္ဂိုလ်ဘလောက်ကောင်းပြကောင်းပြနံပါတ်2ပုဂ္ဂိုလ်ကတန်ဖိုးထားခြင်းမှာထားတာ ဒီတိုင်းပဲနံပါတ်2ပုဂ္ဂိုလ်ဘလောက်အနစ်နာခံခံနံပါတ်1ပုဂ္ဂိုလ်ကအတိမတ်ပြုခြင်းမပြုတာအဲ့လိုအခါမျိုးတွေလောကမှာရှိလာတဲ့အခါစိတ်ထိခိုက်ရခြင်းကြေကွဲရခြင်းယဉ်ထုမနာဖြစ်ရခြင်းဆိုတဲ့ခံစားမှုတွေဖြစ်ပေါ်ကြတယ်အတိတ်ကံကြောင့်လို့ပဲပုံပုံချလိုက်ရတယ်စိတ်သက်သာခွင့်ရအောင်လို့တချို့ရှောင်ထွက်လို့မရတဲ့လူအတိုင်းဝိုင်းတဲ့မှာအဲ့ဒီလိုလူစားမျိုးတွေနဲ့ထိတ်တိုက်တွေ့ပြီးတော့ စိတ်မချမ်းသာခြင်းကို အမြဲခံစားနေရတဲ့သူမျိုးတွေရှိတယ်။နားလည်းဘူးဘယ်တော့မှမရှိဘူးတံပိုးဘယ်တော့မှမထားပေးဘူး။အတိမတ်ဘယ်တော့မှမပြူဘူးဆိုတဲ့လူအနာမှာနေရတဲ့သူတွေများစွာရှိတယ်။တာယာနေတဲ့သူတွေအေးချမ်းနေတဲ့သူတွေကလက်တဆုပ်လောက်ကလေးပဲရှိတာ။တကယ်ပြင်ပလောကမှာအဲ့ဒီအတိုင်းဖြစ်နေတာ။အဆင်မပြေကြဘူး။အတိမတ်မပြူကြဘူး။အဲ့တော့များများလိုက်ရောလေ များများရောင်းတက်လေဆိုတဲ့သဘောမျိုးတွေကများတာစောရခစကားပြောမယ်ဆိုရင်တော့မဟုတ်ပါဘူးဟဲ့လားတို့အိမ်မှာတော့ကောင်းတာပဲပြောကောင်းပြောမယ်အဲ့လိုအိမ်မျိုးကနည်းနည်းလေးပဲရှိတယ်အဲ့တော့မြစ်တာတွေထွန်းကားမှသူတစ်ပါးရဲ့တံပိုးလူတစ်ယောက်ရဲ့တံပိုးတွေကိုတိကြမှာကိုချင်းစာပြေးမှလည်းပဲတစ်ဖက်လူရဲ့စိတ်နဲ့စိတ်ထားကိုနားလဲပေးနိုင်မှာကို့ဘောကောင်းတယ်ဆိုလို့ရှိရင် တံပိုးထားပေးရမယ်။ကို့အပေါ်မှာအနစ်နာခံတယ်ဆိုတာကိုလည်းမတိကျိုးကြုံမပြောပါဘူး။နားလဲပေးရမယ်။သူတော်မှကို့အတွက်သူ့ရဲ့ကိုယ်စွမ်းညာစွမ်းတခါတည်းရမှာငွေအစွမ်းတွေပါပါတတ်တယ်။အဲ့ဒါအတိအမှန်ပြုပေးရမယ်။နှုတ်နှင်တော်လကောင်းကာယကံမြောက်တော်လကောင်းတံပိုးပြန်ထားပေးရမယ်။အဲ့ဒီတော်မှလည်းตายာစုပ်ပြေးတဲ့ဆက်ဆံရေးကိုရကြတာ။ အကုသို့နေတဲ့ဆက်ဆံရေးဖြစ်သွားမယ်။မြတ်တာတွေပို့ပြီးထွန်းကားလာမယ်။ပျော်ရွှင်စရာတွေပို့ပြီးတော့ဖြစ်လာမယ်။သူ့ကိုလည်းကိုကတန်ဖိုးထားကိုကိုလည်းသူကတန်ဖိုးထားဆိုတော့ပျော်စရာကောင်းတယ်။အဲ့တော့နည်းနည်းလေးပဲလူနည်းနည်းလေးနဲ့ပဲနေရပါစေ။တယောက်နဲ့တယောက်နဲ့အပြန်အလှန်တန်ဖိုးထားပြီးနေကြရင်အရန်ပျော်ဖို့ကောင်းတယ်။အတိုက်ဝန်းလေးဖြစ်သွားတယ်။ဒါကြောင့်အေးချမ်းပျော်ရွှင်ခြင်းကြတဲ့ဆိုရင်အချင်းချင်းရဲ့တန်ဖိုးလေးတွေကိုအတိမတ်ပြုပေးပါ။ နားလဲပေးပါခြေကျူပေးပါအဲ့တော့ခြေကျူခံရလို့လည်းပဲကြောင်းမတက်ပါနဲ့ဒါကိုယ့်ကိုအတိမတ်ပြုတ်တယ်ဆိုပြီးတော့ကျဉ်းနှံနေလိုက်ပါ အပြန်အလှန်ကာယကံမှုဝစီကံမှုမနောကံမှုနဲ့ဆောင်းလျှောက်ပေးရင်အပြန်အလှန်တန်ဖိုးထားကြမယ်ဆိုရင်စိတ်မချမ်းသာစရာတွေစိတ်ထိခိုက်စရာတွေကြုံလာမှာမဟုတ်ပါဘူးဒါကြောင့်အာလောတော်တရားနာသူအပေါင်းပရိသတ်အပေါင်းတို့ဒီတန်ဖိုးထားမခံရလို့ စိတ်ထိခိုက်ကြေကွဲရတဲ့အရာမျိုးတွေကကင်းဝေးပါစေအမြဲတမ်းကိုယ့်ကိုယ်တန်ဖိုးထားသူနဲ့ကြုံနိုင်ပါစေအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ